ချစ်ခင်နေဆိုင်ရပါတော့တော်လန်ကလေးကပေါင်းတို့မင်္ဂလာပါရှင်။နေမိသားစုချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရှင်။အခုတစ်ခါဖတ်ပြပြီးတော့မှာကတော့ဆရာကြီးမင်းသိန်းခရေးသားထားသောရင်းကပါအကျဉ်းသားအပိုင်း30ပဲဖြစ်ပါရဲ့။အပိုင်း30တစ်စစ်တမတ်ကိုနှစ်သက်ကိုနှင်းဆက်တိုင်မီတန်ပါတီပါဤအရှင်သခင်ဖြစ်တော် အနောက်ရထားသည်သူဝနာပုံပြီးသူချီရင်အတွက်ခြံစစ်သားအားအမိန့်ပေးခဲ့ပြီဖြစ်၏ခြံစစ်သားသည်တမူကြီးညောင်ဦးဖီးတမူကြီးငလုံးလက်ဖေးတမူကြီးငထွေးယူတမူကြီးဖြတ်တာတူအားတမကြီးများကို ခေါင်းဆောင်စေလျက်စစ်ချီ၍လာပြီဖြစ်၏တမူကြီးညောင်ဦးဖီးတက်သည်ဒေါင်းယုတ်ပါသောနေတစိမ့်အောင်လံကိုအုံပြု၏ ငလုံးလှပေဤတက်ဤအစင်းရောင်အနေရောင်များရောနှင့်ခြေထားသည့်မိုးချိုးတစိ့အလံကိုအုံပြူဤငထွေးယူဤတက်သည် အနီခံပေါ်တွင်ချင်းတစ်တစိ့ပါသော အောင်လံကိုအုံပြူဤပြတ်တာဤတက်သည်ဘလူးတစိ့ပါသောအောင်လံကိုအုံပြူဤကျန်စစ်တာဤကိုကဲမှုတက်ကြည်သည် အနီရောင်ရွှေရောင်အစိမ်းရောင်များရောနှောချေထားသည့်အလံကိုအသုံးပြု၏၎င်းတက်မကြီးများသည်တံပတိပါမသူဝနာပုံမီပက်စီတို့တရွေ့ရွေ့ကြည်လာခဲ့ပြီဖြစ်၏ဂျန်စစ်သားသည်တက်မကြီးလေးခုကို ကုတ်ကဲ၍ချီတက်ရ၌လိုအပ်သောနေရာများတွင်ရပ်နား၍စကန်းချရာ၏ထို့သို့စကန်းချသောအခါအချက်၃ချက်အပေါ်မူတည်၍စကန်းချရာ၏ ကျွဲနွားရိတ်ခါညက်ရီထင်းမီမရတော့အရက်ကိုရှောင်၍စကန်းချရာဤရှုံုံထူတဲ့ရာကိုရှောင်၍စိစကန်းချရာဤခြုံပေါ်တော့အရက်ကိုရှောင်၍စကန်းချရာဤထို့နောက်တန်စစ်သားသည်ရိတ်ခါလူသူကိုဖြည့်ပြီးမှန်မှန်ကြီးချီတက်လိမ့်ဤချက်စစ်သားဤအသုံးပြုသောပင်မစစ်ပညာမှာကိုကျင့်တရားကောင်းကင် မြည်ကြီးဟု၍သုံးမျိုးဖြစ်၏ချမ်းစစ်သားသည်တတသားတဦးစီကိုကျင့်တရားကောင်းအောင် လေ့ကျင့်ပေးတတ်၏အမိတ်နာခံတတ်အောင်လေ့ကျင့်ပေးတတ်၏ကောင်းကင်နှင့်တက်ဆိုင်သော လေတိုက်ချင်းမိုးရွာချင်းမိုးအုပ်ချင်းစသောရာတီဥတုကိုတမူးတိုင်းကလားလဲအောင် လေ့ကျင့်ပေးတတ်၏မြည်ကြီးဆိုရ၌တမူးတိုင်းစစ်ပြစ်စစ်မြည်ပြင်း၌ပထဝီ အနေထားနားလည်စီရန် လေ့ကျင့်ပေးတတ်၏ ဤအခြေခံသုံးချက်ပေါ်တွင်သူဤစစ်တီများကို ခိုင်ခိုင်မာမာလေ့ကျင့်ပေးထား၏ထို့ပြင်ချက်စစ်သားသည်တမ္ပတီပါနိုင်ငံတော်၏အသက်သည်စစ်ပညာဟု နားလည်ထားသည့်အလျောက်စစ်ပညာကို အလွန်ဦးစားပေး၏လွန်စွာမှအလေးနက်ထား၏ထို့ပြင်တပ်ဖို့တမင်းအလုံးအားအချက်၆ချက်ကိုအလေးနက်ထားခိုင်း၏ထို့အချက်၆ချက်မှာ စစ်အောင်လံမြေကိုတိချင်းရန်သူကိုခမန်းနိုင်ချင်းမိမိလက်အောက်သွေးတောက်အိုးစားတို့အားသာသမီကဲ့သို့ကျင်နာချင်းအမိန့်ကိုနာခံတက်အောင်လှုပ်တက်ချင်းတွေငေးမိုင်းမှု မရှိချင်းရန်သူအကြောင်းရောမိမိအကြောင်းပါပြည့်ပြည့်စုံစုံသိအောင်လေးလာတက်ချင်းစသည်တို့ဖြစ်၏ထို့ပြင်ကျန်စစ်သားသည်စစ်ပွဲမှန်သည်များ လှစားတတ်သောသဘောရှိ၏ဆစ်ဆိုဒီမှာပြည့်ရဲများလာ၏ဟူ၍ခိုင်ခိုင်မာမာယူဆထားလိမ့်၏ထို့ကြောင့်ချက်စစ်သား၏စစ်တဘော၌ရန်သူကိုအနာမပေးရန်သူစိတ်ဆိုးအောင်စွာပေးရန်သူအင်အားကြီးလျင်ရှောင်းနေရန်သူအင်အားစုစည်းလျင်ခွဲထုတ်ရန်သူခိုင်မာနေလျင်မိမိကအသင့်ပြေရန်သူမမျော်လင့်သောနေရာကထွက်ရေးတိုက်မိမိဖက်တည်င်းပေါင်မထွက်ရန်စူးစား မတိုက်မီကြိုတင်တွက်စစ်ဟူသော အချက်များပေါ်၌ပူတည်၍စစ်တိုက်လေးရှိ၏ဤသို့နှင့်တရွေ့၍ချီတက်လာပြီလျင်တံပါတိပါဤအရှင်သခင်ဘရင်တော်ရဲ့ထာဝရတမကြီးလေးကုသည် သူဝနာပုံမီနေပြည်တော်ကြီးအားအင်းအားခိုင်ခိုင်များခိုင်မာစွာဖြင့်ပိတ်ဝိုင်းလိုက်ပြီဖြစ်၏နေပြည်တော်တွင်နေထိုင်သော သူဝနာပုံမီသားတို့သည်ညင်ရအယံမှနေ၍မိမိတို့အား ပိတ်ဝိုင်းထားသောရန်သူတပ်မကြီးများကိုကြည့်ကလောင်ပြောင်ရေမောကြလေတော့ဤထို့နောက်ငယ်ရွယ်သူနှင့်မိမတို့ကအောက်ပါအတိုင်းအော်ဟစ်ကြလေဤတန်ပတိပတာလူရန်ကတို့ကိုဝိုင်းလို့လာကျမတို့ဝဆာတိလို့လာဟာဟာဟာတန်ပတိပါမတပ်ပူမင်းတို့ဒီ၎င်းဦးစားတွေးတောက်တို့ဒီ၎င်းသူဝနာပုံမိသားတို့လှောင်ပြောင်ကြသောစကားကို အနတ်တိတ်ပဲမသိပဲရှိကြလိမ့်ဤသူဝနာဘုံမိဤအရှိအယမပိတ်ဝိုင်းထားသောဘလူးသစိပါသည့်တမူးကြီးပြတားဤတမတမူးငယ်တို့သည်ထိုလင်္ကာကိုနားထွေသောကြောင့်တမူးကြီးပြတားအားမဝွင့်မရဲဖြင့်မေးကြလိမ့်ဤထိုအခါပြတားကငါတို့လက်ဒီမှာနေတာနင်းနေကြရပြီဒါပေမဲ့အခုသူတို့ဆိုတဲ့ကျမတဝက်စားဆိုတော့ဟာနားမလဲဘူး အခုမျိုးရိုးတွေခံတက်တွေပြစ်စင်ရင်းသားတွေသူရဲ့တခုသူရဲ့နှားတွေအဆောက်အအနေထားပုံသူတွေဟာ အရင်နဲ့လုံးဝမတူဘူးဒါပေမဲ့သူတို့ပြောင်းလောင်တဲ့စကားကိုထောက်ရင်ငါတို့ကတမကြီးလေးခုနဲ့ဝိုင်းထားပြီမယ်သူဝနာဘုံမိသားတွေဟာကြောက်လန့်ပုံမရဘူးဘာဖြစ်လို့မကြောက်တလဲဆိုရင်စစ်တဘောမှာခံစစ်တယောက်ထိုးစစ်တရားလို့ဆိုထားတယ် ပြီးတော့ခန့်စစ်ရဲ့တဘောမှာစားရီစားနဲ့ရိတ်ခါရှိပြီးညို့လုံးမယ်ဆိုရင်ငါတို့လိုရန်သူရဲ့ပိတ်ဝိုင်းစစ်ကိုကြံ့ကြာအောင်စိတ်နှလုံးပူပန်အောင်လုပ်ပြီးမှပြန်လည်ခြေမုံးလိမ့်ချိတယ်။အဲ့ဒီတော့ငါတို့ဟာငါတို့ကိုစစ်ပန်းအောင်လုပ်လိုက်မယ်။သူတို့ကငါတို့ကိုစစ်ပန်းအောင်လုပ်မယ်။ဘာဖြစ်ဖြစ်ငါတို့ရဲ့ဆရာကျန်စစ်သားရဲ့တွင်တင်ချက်အတိုင်းစိတ်ရှိလက်ရှိဆောင်ရမှာပဲ။ကျမတဝတ်စာဆိုတာကိုတော့ဘာလဲဆိုတာ ါတို့တရှိုးရီစီကနေတရင်ယူရမယ်။အဲ့ဒီကြက်မတူဝတ်စာဆိုတာအခုအခါမှာတော့သူဝနာပုံမိက ကလေးတွေပစစကားမှာရေစရာ လုတ်ပြီးဆိုတဲ့စကားပဲ။ဒါပေမဲ့ဒီတိုက်ပွဲကြီးရဲ့အဆုံးပြက်လေးဖြစ်သွားနိုင်တယ်။ဘို့ဟုတ်အချက်လေးဖြစ်သွားနိုင်တယ်။အဲ့ဒီတော့တမူးငယ်ငထူအေးတို့အဖွဲ့ကကျမတဝစာကိုတိအောင်လုပ်ကြ။တရှိုးတက်တွင်နေဆုံဆန်းကြ။ နှစ်ရက်အတွင်းမသိရင်ရာထူးကချပြင်မယ်ဟိုအမိတ်ပေးလိုက်လေတော့တည်းဒီမျိုးရိုးဤအပြင်ဘက်တွင်နေထိုင်ကြသောမီးသွေးဖုတ်သမားများထင်းခုတ်သမားများထံသို့ဤမျိုးမျိုးနှင့်ဝင်ရောက်ကကျမတို့စာဆိုသောစကားနှင့်ကိုမေးကြလိမ့်ဤနှစ်ရက်တိုင်တိုင်ကြိုးစား၍ဒီလမ်းလမ်းကြရာနောက်ဆုံး၌ကျမတို့စာဆိုတာစကားဝတ်အနက်ကိုကောင်းစွာတည်လာရလိမ့်ဤ ို့ကြောင့်တမူးငယ်သည်တမူးကြီးပြတ်တာအားစစ်ထုံးစံအတိုင်းအယူသေးပေးပြီနော်တမူးကြီးခမဟောဒီဘက်ကမြို့ရုံးမှာဟိုးတုံးကချက်မတဝက်စာလောက်ရှိတယ်တပါဝါရေပြုံပေါက်ကလေးရှိပါတယ်အဲ့ဒီရေပြုံပေါက်ကလေးဟာအခုဆိုရင်ရေစားပြီးတော့လူတစ်ခုဝင်နိုင်အောင်ကျဲနေပါပြီအဲ့ဒီရေပြုံပေါက်ကလည်းအမြဲတမ်းရေတွေစီးဆင်းနေပါတယ်မျိုးတဲကိုဝင်ဖို့ဆိုရင်ဒီအပေါက်တစ်ပေါက်ပဲရှိတယ် ဒီပေါက်ကလည်းရေပြုံနဲ့အပြည့်ရေကစီးနေလေတော့လူမပြောနဲ့ငါးတရဝါတော့မဝင်နိုင်ဘူးအဲ့ဒါကိုဝင်နိုင်မယ်ဆိုရင်တော့လုံကြုံအောင်ပိတ်ထားတဲ့သူတို့မျိုးရိုးတွေကိုဝင်လို့ရမယ်ဆိုတဲ့သဘောပါပဲအဲ့ဒီရေပြုံပေါက်ကိုအသွင်းဘက်ကအဆောင်မထားဘူးလားကွာခုမေးလိုက်လိမ့်ဤဒီကြမ္မာတော့ဝဆာဆိုတဲ့ရေပြုံပေါက်ဟာ အပေါက်ဆိုပေမဲ့လူဝင်လို့ရနိုင်တာမှမဟုတ်ပဲဒါကြောင့်အဆောင်ထားဖို့မလိုပါဘူးမဆောင်ဘူးလို့လည်းသိရပါတယ် ဟုတမူးငယ်ကပြန်၍အစီရင်ခံရင်းတမူးကြီးပြတ်တာက မဲ့ပြုံပြုံလိုက်လေ၏ဒီကျမတဝစာဆိုတဲ့ဘာမဟုတ်တဲ့ရေပြုံပေါ့ဟာသူဝနာဘုံမိသားတို့ရဲ့တေတွင်ဖြစ်တော်မယ်စစ်ပတ်လက်ထောက်ကုတ်ကဲမှုစစ်ဦးစီးငါတို့ရဲ့ဆရာချမ်းစစ်သားကိုဒီအကြောင်းတင်ပြရမယ်သူကခွင့်ပြုမယ်ဆိုရင်ငါရအောင်ဝင်မယ် ငါအကိုကိုရဲရဲဆက်ဆက်တတ်ထားတယ်။သူ့ဝနာပုံမိသားတွေကိုငါကိုယ်တိုင်လက်စားချိန်မယ်။ဟိုပြောရင်ဓာယိုးကို ကြစ်ကြစ်ပါအောင်စုပ်ကိုင်းလိုက်လေတော့တည်။နောက်တစ်ပိုင်းရောက်ပါပြီရှင်။ကျွန်မဖတ်လူဝါချီလိုက်လံနိုးစောချင်းကျွန်မဖတ်လူဝါချီတည် လူစီကားရနေရာများသို့လှည့်လေက သူဝနာဖုံမိသားရီနိုးကြကြအနောယထဘရင်နဲ့ကျန်စစ်သားငထွေယူငလုံးလက်ဖဲညောင်ဦးပြီးဖြက်တာတို့ဟာမျိုးကိုဝိုင်းထားပြီးမျိုးရဲကိုအဝင်မခံကြနဲ့အသက်ဆုံးပြီးကာကွယ်ကြမျိုးရင်းရောက်နေတဲ့တန်ဖတ်တီဖတ်တရှိုးတွေကိုမောင်းထုတ်ကြဖော်ထုတ်ကြမယ်တွေ့ရင်အရှိန်မထားနဲ့ခေါင်းဖြက်ဖြက်ကြတိုင်းပြည်ရဲ့နိုင်လုံးချိုးရေးကို တိုင်းတူပြည်သားတွေဆောင်ရွက်ကြငါတို့ဘရင်ကတော့ဖျားခန်းနေကမထွက်တော့ဘူးတိုင်းရေးပြည်မှုကိုလည်းဥမဆောင်တော့ဘူးငါတို့တိုင်းပြည်ရဲ့တင်နာပတိဖြစ်တဲ့တမူးလေးဟာလေတိုင်းရေးပြည်မှုကိုသူ့မိမလောက်စိတ်ဝင်စားတော့ဘူးဟူလဲလေလှုပ်စော်လေတော့ဤကျမဖက်လူဝကြီးဤစကားကိုတဘောကြသူများကအော်ဟစ်ရေမော၍ထောက်ခံကြဤတဘောမကြသူများကလည်းအော်ဟစ်စုပူ၍ကန့်ကွက်ကြဤ အချို့နေရာများတွင်ကျမ်းမာဖက်လူပါကြီးကငါတို့ရှုံးလို့တံပါတီပါတက်တွေမျိုးရဲကိုဝင်လာရင်ခေါင်းငုံပခံကြနဲ့ကြုံရလက်နဲ့နဲ့တံပါတီပါသားတွေကိုတက်ဖြတ်ကြပရိရဲ့အမျိုးမျိုးနဲ့ဒင်းတို့ကိုလူအုပ်ကွဲအောင်လုပ်ကြရွာတွေရက်တဲ့လမ်းတွေရောက်လာတဲ့တံပါသားတွေကိုဒီအမျိုးမျိုးနဲ့အုပ်စုကွဲအောင်လုပ်ပြီးတုတ်တင်ကြဟိုကြီးလေလေလှုပ်စော်ပြောလို့တော့ဤသူဝနာဘုံမျိုးအတွင်းတို့ မိတွေပုဒ္ဓမအချို့နှင့်ထင်းကုတ်ဓမအချို့ကိုမြို့တကားမှစီစစ်၍မနှက်တစ်ချိန်ညတစ်ချိန်ဝင်ခွင့်ထွက်ခွင့်ပေး၏ထိုသူများမှတစင်ဓမ္မဘက်လူဝချီဤတည်င်းသည်ကြံစစ်သားစီတို့ ရောက်သွားလေတော့၏ကြံစစ်သားသည်မြို့ကိုတင်သောအခါထိုဓမ္မဘက်လူဝချီအားဖမ်းဆီးရန်သူဤလက်အောင်ငယ်သားများအာညွန်ကြားလာပြီဖြစ်၏တို့ရရင် ချမဖက်လူဟာကြီးသည်မိမိဤကံကြမ္မာကိုမသိရှာပြီသူတို့ဘာဤကံကြမ္မာကိုဖတ်ပေးတတ်သောလူဟာကြီးသည် မကြသောအချိန်ကာလ၌မိမိကံကြမ္မာမည်တို့ပြီးသည်ဟုမသိခြင်းမှာအံ့ဖွယ်ကောင်းလာတော့၏ကျမဖက်လူဟာကြီးသည်လွန်စွာရှုသောသူကြီးဖြစ်၏အနည်းရဲ့ရောက်မည်ကိုမစင်စားဘဲအော်ဟစ်ပြောဆိုနေ၏အမှန်စင်စစ်အားဖြင့် သူဝနာဘုံမိသားတို့သည်ကျမဘက်လူဝကြီးဤစကားကိုလေးစားသောကြောင့်နားထောင်ကြသည်မဟုတ်ပါရေဘွေအကောင်းသောကြောင့်နားထောင်ကြခြင်းဖြစ်သည်ဤအချက်ကိုမသိသောလူဝကြီးသည်မိမိပြောသည်ကို လူအများတလေးတစားနားထောင်သည်ဟုမှတ်ကလဲ့လေဟောပြောလေ၏အမှန်စစ်စစ်သူဝနာဘုံမိသားတို့သည်ကျမဘက်လူဝကြီးအားရေစရာတတော်တော်မျိုးဟုသဘောထားကနားထောင်ရေမောနေကြခြင်းသာဖြစ်လေ၏ တန်ပတိပါတက်များသည်သူ့ဝနာဘုံမီမျိုးအားဝိုင်းထားသည်မှာတလခန့်ရှိပြီဖြစ်၏။ကျဲမပဲလူပါကြီးလက်လေဟောပြောနေသောကာလသည်လည်းထုံများလောက်အချိန်ကြာခဲ့ပြီဖြစ်၏။တညာတနိုင်ထုံညကလာတာနေ၏။တို့ရတွင်သူ့ဝနာဘုံမီနိုင်ငံတော်၏ကန်စာတာကထုံညမှဆ၍မိမိန်ရပြီတော်မီထိုချက်ကို သူဝနာပုံမီနိုင်ငံတော်ရှိ လူများတီလဲမတိချာသူဝနာပုံမီနိုင်ငံတော်ဤပရင်ဧကရစ်တီလဲတိရှိခြင်းမရှိကြထို့အတူတမဖတ်လူဝါကြီးတီဆိုသောတမဖတ်တတ်တီဆိုသောလူဝါကြီးတီလဲထို့တမဆိုးကိုမတိခင်ထို့ညကတာတော်လာတီသူဝနာပုံမီအတွက်နောက်ဆုံးတာခဲ့တော်လာဖြစ်တန်ရာတည်း ဟုတ်ကဲ့ပါရှင်။အခုလို့အဆုံးထိလိုက်ပါနားဆင်ပြသူတူဦးဒီစီတိုင်းကိုချစ်စုများကြီးတင်ပါရရှင်။ချစ်ခင်လေးစားရပါတော့။တော်လန်ပြည်သူပေါင်းတို့မင်္ဂလာပါရှင်။မင်းမိသားစု channel မှာ ပြန်လည်ချစ်စုလိုက်ပါရရှင်။အခုတခါဖတ်ပြပေးတော့မှာကတော့ဆရာကြီးမင်းတင်ခရေးသားထားသောရင်းကပအချင်းသားအပိုင်း7ကလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါရဲ့။အပိုင်း7ကျမတဝူစာရေပြုံပါ တံမိုးကြီးဖြစ်တာသည်ကပောင်းကိုမြောင်နေအောင်ကြိုက်လိုက်၏ပြီးလျင်ဒီကိုလုံးကိုထောပတ်များစီများလင်းကျန်လိုက်၏ထို့နောက်တွင်ချက်ပတဝုစာဟု ဆိုသောရေပြွန်ပေါက်အတွင်သို့ဆင်းကဆန်တက်၍ကူးလေ၏ရေပြွန်မှာရေစီးကျန်းလာသောကြောင့်ကြိုးစား၍ဆန်တက်နေရ၏အသက်ကိုအောင့်ထားရ၏ကြာသောခါ၌ မျက်စိများပြာလာ၏မူးမိုက်လာ၏တို့ရာတွင်တမူးကြီးပြတ်သည် နောက်တို့ပြန်၍မလန်စေရန်အားပြု၍ဆန်တက်နေ၏ကြာသောခါ၌အသက်ဝင်ထွက်လူနေပါအထက်အသက်ငင်ထွက်လူညောပါဖြစ်လာတော့၏တမူးကြီးပြတ်သည်မရမကကုတ်ကဲ၍ဆန်တက်ခေရာညိုညိုဤအသွင်ဖက်ရေပြုံပေါဝါတို့ဘွားကနေရောက်သွားလေတော့၏ ထိုခါ၌ကိုကိုအလျားတိုး၍ရင်ဘက်ကိုပြွန်ပေါက်၏အပေါ်သို့တင်လိုက်သည့်တခဏတခဏ၌ပင်တတိလေမိမျောသွားလေတော့၏အချိန်အတန်ကြာသောအခါ၌တတိရလာလေ၏တတိရလာသည့်တခဏ၌ပင်ခါပြင်ချိန်၍ပါလာသောဓာတ်တို့ကိုဆန်းလိုက်၏ထို့နောက်ဓာတ်ကိုဆွဲထုတ်လိုက်၏ပြီးလျင်အဝင်းကျင်ကိုကြည့်ရှုလိုက်၏ ညိုရိုးအသွင်းပတ်ဝန်းကျင်မှာတိတ်ဆိတ်မြဲတိတ်ဆိတ်နေ၏တမူးကြီးပြတ်တာသည်လူတစ်ခုလုံးချက်မတူဝှစာရေပြွန်ပေါက်ပေါ်သို့တက်လိုက်၏တို့ရာတွင်မြေပြင်ပေါ်၌ကက်လျက်အလျားမှောက်ကရန်သူအနေထားကိုကြည့်လိုက်၏ညိုရိုးအသွင်းကင်းများမှာကင်းရှိများဖြစ်၏တကားပေါက်တစ်ခုမှကင်းသမားသည် မြူရိုးကိုလှည့်ပတ်လာတော့အခြားသောကင်းသမားမိမိထံရောက်လာမှမိမိကအခြားသောတကားစီသို့ရေရွေလျားသွားရ၏ပြတ်တသည်ထိုအချင်းရာကိုကြည့်၍ပြုံးလိုက်၏ရန်သူနှင့်နီးကပ်နေလျင်ကင်းရှည်ကိုအသုံးမပြုအပ်ကင်းတို့ကိုသာအသုံးပြုရပေမည်ယခုမှသူဝနဘုံမိမြူရိုးအတွင်မှကင်းတက်ဖွဲ့သည်ရန်သူဝိုင်းရန်ထားမှန်းသိပါလျက် ကင်းရှေကိုအသုံးပြုနေ၏။ဤမယွန့်ချက်သည်သူဝနာဘုံမိ၏ကံကြမာဆိုးကိုဖိတ်ခေါ်နေသည့်အလားရှိတော်၏။ထို့ကြောင့်စမှုရေးရ၌ကျွမ်းကျင်သောတမူးကြီးပြတ်တာသည်ပြုံးလိုက်ခြင်းဖြစ်၏။သူသည်နှစ်ပင်မင်းနဲ့ပင်နေရာလောက်တွင်ရှိတော်တကားပေါက်မှကင်းကိုကြည့်ရင်း နှဲ့ကင်းရောက်လာသည်နှင့်ကြပြိုင်နှံရက်ကင်းသည်လှဲ့၍သွား၏လှဲ့ကင်းသည်တကားပေါင်၌ရက်၍ကြံရည်ခဲ့လေ၏သူသည်ဤခွင့်ရေးကိုလက်လွတ်မခံဘဲတကားပေါင်မှကင်းတကင်းသမားစီသို့ပြေးသွားပြီးလျင်ကင်းသမား၏ပါးစပ်ကိုနောက်မှတိုင်း၍ပိတ်ကတကောက်ခွက်ကိုခြေဖြစ်နင်းချရင်းနံကြားအတွင်သို့သူ၏ဓာတ်တို့ကိုထိုးသွင်းလိုက်လေတော့၏ ကင်းသမားသည်ခွေကျသွားလိမ့်၏အသက်လည်းကျောက်သွားပြီဖြစ်၏သူသည်တကားမိန်တော်ကိုမာ၍ဖြုတ်ကာတကားကိုဖွင့်လိုက်၏အတင်းဆောင်နေသော သူ၏လူများသည် လင်ညံဖြက်လက်စွာပြားပြီးဝင်လာကြလိမ့်၏ထို့နောက်တကားကိုပြန်ရစ်ပိတ်ကာမိန်တော်ကိုပြန်ရစ်တက်လိုက်၏ဝင်လာသောသူ၏လူသည်20ခန့်ရှိ၏ထို့ထဲမှာ တယောက်သည်လဲကျနေသော ကင်းသမား၏အဝတ်ကို ချွတ်ယူဝှစ်ဆင်လိုက်၏တေးဆုံးသွားသောကင်းသမား၏အလောင်းကိုတမတဝတ်စာရေပြွန်ပေါက်သို့ဆွဲယူကာပြွန်ပေါက်အတွင်းသို့ထိုးသွင်းလိုက်၏သမူကြီးဖြတ်တာအပါဝင်ကြံလူများသည်မျက်ွယ်နေရာများကိုယူ၍ဝင်းလျားမှောင်နေကြ၏အချိန်အတန်ကြာသောအခါ၌နှိမ့်ကင်းရောက်လာ၏ရဲကင်းဟန်ဆောင်၏ရက်ဆောင်နေသော ယတ္တဤစစ်သားသည်ထိုလေခင်းရင်ဝကိုဓာဖြစ်ထိုးလိုက်၏ပြီးလျင် သူသည်လေခင်းဟန်ဆောင်၍ထွက်သွား၏လေကျတေးဆုံးသွားသော သူထမ်းမှ အဝိအစားကိုယတ္တဤစစ်သားတဦးသည် ချုပ်၍ဝတ်ပြန်၏ဤနည်းနှင့်ပင်ယတ္တဤလူ20ယောက်သည်လေခင်းယကင်းများကိုလှုပ်ကြံလိုက်ရာမျိုးရိုးအတွင်းမှကင်းသမား20ကြာဆုံးသွားပြီဖြစ်၏ ထိုကင်းသမား20ဤနေရာတွင်ယတ္တဤလူများသည်အစာထိုးထားပြီဖြစ်၏ထိုအစာထိုးထားသောသူများသည် တကားကြီး၄ခုနှင့် တကားငယ်၈ခုစီတို့အတီးတီးရောက်ရှိနေကြပြီဖြစ်၏ယတ္တဤလူများသည် ထိုညအဖို့စကားဝတ်တစ်ခုကိုသတ်မှတ်ထား၏ထိုစကားဝတ်မှာမေးတော်သူက ပြက်ဖူ၍မေးရမည်ဖြစ်ပြီးဖြေတော်သူကတဟုဖြေရမည်ဖြစ်၏ တမူးကြီးပြတသည်အချိန်ကောင်းအခွင့်ကောင်းကိုမြတ်တောင်မခတ်စောင့်မျှော်၍နေလေ၏ထို့ချိန်၌သူဤဆရာချမ်းစစ်သားကသူ့အားပြောပြခဲ့သောသင်ခန်းစာတစ်ခုကိုရုတ်တရက်တည်းရလိုက်ပြီ၏မိကရန်သူထက်ဆေဆအင်အားများ၏ရန်သူကိုပိတ်ဝိုင်းငါးဆများ၏ရင်ဆိုင်တိုက်နှစ်ဆများ၏ စ်နိုင်အောင်အသေးလေးစူးစမ်းပြီးတော့တမူကြီးပြတ်တာပြီးမြူရင်းရောက်ရှိနေသော သူဤလူ20နဲ့အသေးအလေးစူးစမ်းရမည်ကိုစစ်တတိဝင်လာလေတော့ဤအနည်းဆုံးနေရာမှ သူဤစစ်သားကသကားဝအားလုံးတို့မိမိလူများရောက်ရှိနေပြီဖြစ်ကြောင်းတည်င်းပို့လိုက်လေဤထို့အချိန်၌ရတတိအတန်နဲ့ကြီးဖြစ်ဘလဟုအော်လိုက်လေတော့ဤ ိုတန်ကိုကြားတည်နေတဲ့ခိုင်နဲ့ယတ္တဤလူများသည်စင်ကဲစင်ကဲရက်ဗျာဟုဆက်၍အော်လိုက်လေ၏ထို့နောက်တတာဟုပြန်၍အော်ကားမိမိနှင့်အနီးဆုံးအကားများကိုဖွင့်ကြလေတော့၏အချို့သောတကားများမှာလွယ်လွယ်ကူကူဖွင့်၍ရတော့လေအချို့သောတကားများမှာတိုက်ခိုက်၍ဖွင့်ရ၏ဤတို့ဆိုစေအချိန်အနည်းငယ်အတွင်း၌ တကားများအားလုံးပွင့်သွား၏မြူယိုဤလေးဖက်လေးတံတွင် အသင်ဝိုင်းထားသောတံပတီပတ်တညာသည်တခဲနဲ့သောခါတညာကိုပေး၍ညာတညာကိုပေး၍တခဲနဲ့သောစစ်စီးစစ်မစစ်ခရာတို့ကိုအတံကြီးစေလျက်မြူရင်းတို့တရမန်ချံဝင်လာလေတော့၏တရမန်ချံဝင်လာပြီတော့၏တွေ့တမရသောသူဝနာဘုံမီစစ်ပြောတို့ကို ထိုးခုတ်တိုက်ခိုက်နေတော့၏တမိုင်းဝင်းကြီးစစ်ပွဲကြီးကညာတန်းကောင်သူစတင်တိုက်ခိုက်နေပြီဖြစ်၏ကျန်စစ်သားသည်သူတို့ဝင်းကြီးဝင်လာပြီးလည်းညီတထုံမလူဟာဘရင်ဤနန်းတော်ကိုတင်လိုက်ညံတော်အတွင်မှသူနာဘုံမီစစ်တီတော်များအားကျန်စစ်သားဤတမ မွန်မြန်မာနှစ်ဘာသာဖြင့်မိမိတို့သည် တွေးစာနေသူများမဟုတ်ကြောင်းတွေးထွက်တန်ယိုမှုကိုမလိုလားကြောင်းသူဝနာပုံမိပြည့်ရှင်ဘယင်မင်းမြတ်မဟူဟာကို မဆိုတာပြီ သူဝနာပုံပွင့်တွင်မိတင်းနေထိုင်သောမိသူတစုံတယောက်ဤခန္ဓာကိုယ်မှတွေးဆက်တွေးပေါက်တွေကို မထွက်စေလိုသည့်ဆန္ဒရှိကြောင်းရှင်ကောင်းရင်ကောင်း တ်စာများရှိသောတွေးဆက်ကလေးများသူနာပုံမီသားတူဦးထံမှမိမိတို့ကြောင့်ထွက်ရမည်ဆိုလျင်မိမိတို့အနေနဲ့ယူကျုံမရဖြစ်ရမည်ဖြစ်ကြောင်းယခုမိမိတို့လာရောက်ခြင်းမှလည်းစစ်ပွဲဆင်နွှဲရန်မဟုတ်ကြောင်းထို့အတူသူနာပုံမီဤအချုပ်အချာအာနာပိုင်မှုကိုလည်းမိမိတို့အနေနဲ့ကျူးကျော်လိုစိတ်မရှိကြောင်းမိမိတို့လာရောက်ခြင်းမှဖျားရှင်ဟောကြားတော်မူသောတရားဒေသနာ ပြည်ကက်တော်များကိုပင့်ဆောင်လိုချင်တာဖြစ်ကြောင်းထို့သို့ပင့်ဆောင်ကူးယူပြီးနေပြန်လေအနေမည်ဖြစ်ကြောင်းမိမိတို့သည်သူ့နာဘုံမိဤညံသူများမဟုတ်ကြောင်းစသည်တို့ကိုအော်ဟေ၍လှုပ်စော်လေ၏ထိုချိန်၌မှာပင်သူ့နာဘုံမိဤလမ်းမများပေါ်တွင်သူ့နာဘုံမိတတများသည်အတုံးအယုံအသက်ကုန်နေကြပြီဖြစ်၏ သွေးအောင်သွေးကပ်များပေါ်တွင်လဲပြူမြျောနေကြပြီဖြစ်၏မိခင်များဇနီးသားသမီးများတို့ထံမှချင်းတကောင်တောက်စာများသွေးဆက်လေးသက်ဆက်ကိုပင်မလိုချင်ကြောင်းလှုပ်ဆော်နေ၏သွေးအိုက်သွေးကပ်များတို့တွင်လဲပြူမြျောနေကြပြီဖြစ်သောမိခင်များစနီးတင်များ၏အော့ခင်ငိုကြေးတန်သည် မိုးတို့ရံတက်နေပြီဖြစ်၏ထိုလင့်ကစားနန်းတော်ကိုဝိုင်းထားသောစစ်စစ်သားဤတက်များသည်မိမိတို့သည်သွေးထွက်တန်ယိုမှုကိုမလိုမရှိကြသူဝနာဘုံမိသားတို့ထံမှချင်းတကောင်တောက်စာများသွေးဆက်လေးသက်ကိုပင်မလိုချင်ကြောင်းလှုပ်စော်နေသေး၏အမှန်စစ်စစ်အဖြစ်သူဝနာဘုံမိမျိုးဤလမ်းမများပေါ်တွင်သွေးအိုင်ကြီးများပေါပေါနေပြီဖြစ်၏ ထိုသွေးအိုင်ကြီးများ၏ထိုသွေးအိုင်ကြီးများ၌သူဝနာပုံမိသားတို့၏ကျုပ်အလောင်းတို့သည်ထင်ဟပ်နေပြီဖြစ်၏သူဝနာပုံမိမျိုးကြီးသည်ငိုရှိုက်နေပြီဖြစ်၏တကားတမင်သင်းတို့ပြန်ကြပြီပေါင်းစင်နမနှင့်သမင်တင်သည် ူဤအခန်းပြတင်းပေါက်မှနေ၍မျိုးရိုးအသွင်ပတ်စီတို့လမ်းမြော်ကြည့်ရှုလိုက်၏မျိုးရိုးအသွင်ပတ်စီ၌ရုပ်ရုပ်တဲတဲဖြစ်သွားသည်ကိုသတိပြုမိလိုက်၏ပြက်ပြက်ဟူသောအတန်များနှင့်တတဟူသောအတန်များကိုကြားလိုက်ရပြီနော်မျိုးရိုးတကားများထံမှမိအောင်များလက္ခဏေလက္ခဏေဖြစ်သွားသည်ကိုမြင်တွေ့ရလေ၏ ကြံမင်းသိန်းသည်တမူးကြီးဖြတ်တာဤလူများမျိုးတွင်သူရောက်ရှိနေပြီဖြစ်ကြောင်းချက်ချင်းပင်နားလည်သွား၏ထို့ကြောင့်အိယာအောက်တွင်ဖွက်ထားသောဓားကိုဆွဲယူလိုက်လိမ့်၏ပြီးလျင်တမူးကလေးရှိရာအခန်းသို့ပြေးသွားပြီးလျင်တကားကိုခြေဖြစ်ကံ၍ဖွင့်လိုက်၏တကားဖွင့်သွား၏တို့ရတွင် အခန်းတွင်၌တမူးလေးမရှိတော့တမူးလေးရှိပါမို့ ျံပင်သင်းသည် သမူးလေး၏လဲတိုင်းကိုဓာဖြင့်ခုတ်ပိုင်းပြင်းပြဖြစ်၏ကျံပင်သင်းသည်တုံဆိုင်ခြင်းမရှိဘဲအခန်းတွင်မှပြေးထွက်လာပြီးလျင်တစ်ခတ်ဖြင့်တိတ်ထားသော သမီးလေးထံသို့ပြေးသွား၏ကျံပင်သင်းရောက်သွားသောအခါ၌တစ်ခတ်သည်လုံယမ်းနေသည်အခက်အသွင်းမှ သမီးငယ်မှမူမရှိတော့ပေကျံပင်သင်းသည် ကောင်းစွာနားလေသွားပြီဖြစ်၏ တမူးလေးသည်စစ်ပွဲစပြီဟုတည်တည်နေတပြိုင်နက်တမီးငယ်ကိုကောက်ယူ၍ရှောင်းသိမ်းသွားပြီဖြစ်၏ဤအချက်သည်ကြံပင်သင်အားတမူးလေးကအယုံကြည်မရှိကြောင်းပြတလိုက်တော့အချက်သို့မဟုတ်ကြံပင်သင်သည်ရန်သူတရှုံမတအူးဖြစ်သည်ကိုသိမြင်နေကြောင်းပြတလိုက်သည့်အချက်ပင်ဖြစ်၏ကျံပင်သင်သည်ဓာတ်ကို ခါရင်ခပတ်နေတကွာချိတ်လိုက်၏ထို့နောက်ညင်းဆောင်စီတို့ပြေးဆင်းသွားပြီလျင်ရင်းတကောင်ကိုထုတ်ယူ၍လွာကနေခုံတက်ကကစုံဆိုင်ထွက်ခွာသွားလေတော့၏။ကြမင်းသိသည်ချက်စစ်သားရှိရာကိုရှာဖွေ၍သွားလေတော့နောက်ဆုံးတွင်နန်းတော်ဝန်းအပြင်ပြက်ရှိဘရင်စွန်းလောင်းစရက်ကြီးအားကုကွဲမှုယုံအဖြစ်အတုံးပြုကမျိုးရင်းတိုက်ပွဲကြီးကို ကုကဲနေသောစစ်စစ်သားနှင့်တွား၍ဆုံ၏စစ်စစ်သားအားမိမိရောက်ရှိနေပြီဖြစ်ကြောင်းသတင်းပို့လိုက်လေ၏ကြံပင်သင်းရောက်ပြီးမရှိမနှောင်းနိုင်ပင် စီတော်နှင့်ပါမဲတို့သည်မြင်းကိုစီနှင့်ရောက်လာပြီးစစ်စစ်သားအားသတင်းပို့လိုက်လေ၏စစ်စစ်သားသည်၎င်းတရှိုသုံးဦးအားမြို့ပြင်ရှိနောက်ချံတပ်ဖွဲ့ထံသို့အဆောင်အဆောင်ရှောက်နှင့် ို့လိုက်လေတော့ဤထိုနေရာတွင်ခိတမျှထားပြီးနောက်ဗာမဲကြံပင်သည်နှင့်စီတော်တို့အားနေပြည်တော်တို့ပြန်နှင့်ရန်ဆေလွတ်လိုက်လေတော့တည်းဟုတ်ကဲ့ပါရှင်အခုတော့အဆုံးထိလိုက်ပါနားထောင်ပေးသူတို့ဦးကြီးစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်နောက်မဲ့အပိုင်းတစ်ကလေးကိုလည်းဆောင်မြော်ပေးကြပါအောင်နော်